မင်္ဂလာပါခင်ဗျာဆီယမောင်ဘော်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း29ဒုက္ခတဝက်တက်တာစီသောနီးအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်လူဘဝဤဒုက္ခတဝက်သည်အလွန်လှင်မြန်စွာလက်ခံတတ်ခြင်းနှင့်အလွန်နှေးကွေးစွာငြင်းပယ်တတ်ခြင်းတို့အပေါ်တွင်တည်သည်ဟုတ် ဟာသစာရေးဆရာ George Billings ကရေးခဲ့ဘူး၏ဟာသစာရေးဆရာဤစကားဖြစ်တော်လဲဟာသမပါဘဲပညာပါသောစကားဖြစ်၏ကောင်းပြီဒီတော့မိတ်ဆွေဤဒုက္ခတဝက်ရော့နွယ်သွားအောင်ဘလူလျှော့မည်နီ George Billings ဤစကားသည်အနောက်အပြောင်စကားမဟုတ် အလေးအနက်စကားဖြစ်၏သူကကျင်းသေးပေါအောင်မြင်နည်းကို ပြောခြင်းဖြစ်၏သူစကားတွင်နှစ်ပိုင်းပါသည်တအလွန်လင်းမြန်စွာလက်ခံတတ်ခြင်းကိုရှောင်ပါနှစ်အလွန်နေကွေးစွာညင်းပယ်တတ်ခြင်းကိုရှောင်ပါအလွန်လင်းမြန်စွာလက်ခံတတ်လျင်ကာကြီးတက်ဆိုင်ရာ အချက်အလက် အားလုံးကိုပထမဦးစွာ မရရှိနိုင်ခါခွေဖြစ်နိုင်သော အပြောင်းလဲအလုံးကိုအတိညာဉ်ရှိရှိ ပထမဦးစွာ မစင်စားနိုင်ကားငယ်ကြိုးကြောင်းညီညွတ်စွာဆင်ញင် ဆုံးဖြတ်ခြင်းကို ပထမဦးစွာ မပြုတ်နိုင်ထို့ကြောင့်အလွန်လင်းမြန်စွာ လက်ခံတတ်သူများသည့်အမားတွေအများကြီးနှင့်ရင်ဆိုင်ရတတ်၏ စိတ်မြန်ပြီးဇောကြီးသော လူငယ်သည် အလွန်လှင်မြန်စွာလက်ခံတတ်သောကြောင့်ဒုက္ခတွေ့ရ၏တခြားသူတွေလည်းဒီလိုပဲ လုပ်နေကြတာပဲဟုသူက စင်ကြေတက်ကောင်းတတ်နိုင်သည်အတွေ့အကြုံမရှိလျင်အယုံလွယ်သည်ဘဲအသက်အရွယ်ပဲဖြစ်ဖြစ် စင်ကြေနှုံတရားမရှိသူသည်အညာလွယ်သည်အယုံလွယ်သည် အလိန်အညာခံရသည်ဖျားယောင်းခံရသည် အကြောင်းကိစ္စတစ်ခုကိုလက်မခံမီအချက်အလက်အပြောင်းအလဲအကျိုးဆက်စသည်တို့ကို ပြည့်ပြည့်စုံစုံ တွေးတောဆင်ခြင်ရန်လိုအပ်သည်ယင်းတို့တွေးတောဆင်ခြင်ရန် လုံလောက်သော အချိန်မရှိလျင်ဘယ်ကိစ္စကိုမဆိုတန်တရားဖြင့်သာကြည်မြင်ရမည် စင်စားဆင်ញင်ခြင်းမရဘဲအလွယ်တကူကောင်းငိမ့်လက်ခံရသော ကိစ္စတရက်ကိုအုံနောက်ထဲမှ လုံးဝဖယ်ထုတ်ပြရမည်ကိုကိုကိုထိုးထွင်းဉာဏ်ရှိသည် ဆိုပြီးလဲအထင်မကြီးဘဝင်မမြင့်လိုက်ပါနဲ့ထိုးထွင်းဉာဏ်ရှိသည် ဆိုသူများကို လူလိန်တွေနှင့်စကကြီးစကကြဲပြောတတ် သူများကလွယ်လွယ်ဖြင့်လှည့်ပြားနိုင်၏ 1အလွန်လင်းမြန်စွာလက်ခံတတ်ခြင်းကိုရှောင်ပါ2အလွန်နှေးကွေးစွာညင်းပယ်တတ်ခြင်းကိုရှောင်ပါဤစကားဖြင့်မိတ်ဆွေအားမတိသူမဖြစ်ရန်တတိပေးသည်တိသူဖြစ်ရန်အကြံပေးသည်တိသူသည် ပထမဦးစွာကာကြီးအချက်အလက်အလုံးကိုရအောင်ယူသည်ခါခွေး ဖြစ်နိုင်သောအပြောင်းအလဲအလုံးကိုအတိညာဉ်ရှိရှိစဉ်းစားသည် ကငယ်ကြိုးကြောင်းညီညွတ်စွာဆင်ញင်ဆုံးဖြတ်သည်ထို့နောက်မှသာ လက်ခံခြင်းဖြင့်ငင်းပယ်ခြင်းကိုပြုသည်မိတ်ဆွေသည်တည်သူ ဥပရိတကိုကျင့်သုံးလျင် နောက်ပိုင်း၌ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် စိုးရိမ်စရာမရှိဘဲအရာရာကိုမှန်ကန်စွာဆုံးဖြတ်နိုင်လိမ့်မည်စိတ်ပညာရှင်ကြီးဝီလျံဂျိမ်းကဆုံးဖြတ်ချက်ချပြီးလျှင်ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ရန်သာရှိတော်သည်ပေါ်ပေါက်လာသည့်ရလတ်အတွက်ဘာမှစိုးရိမ်ပူပန်နေစရာမလိုတော့ဟုဆိုခဲ့ဘူးသည်မိတ်ဆွေသည်ထိုးအတိုင်းသာလှောက်ဆောင်ရန်ရှိတော်သည်လှုပ်ပြီးဆိုလျှင်လဲစိုးရိမ်တကြီးဖြင့် နောက်ကိုပြန်လှည့်ကြည့်မနေပါနဲ့တော့ကဘာကျော်ရေနံတထေးကြီးဝိတ်ဖီလီဤအမြန်ဆုံးတထေးဖြစ်နည်းကိုလက်ကင်ပြုပါလေသူ့နီးမှာစုံဖြတ်ချက်ချပြီးနောက်လုပ်ငန်းစတင်ပါနောက်ကိုလုံးဝပြန်မကြည့်နဲ့ဟူဤရှေ့တူယူကိုသာဥတီပါရှေ့တွင်မိတ်ဆွေဤအနာဂတ်ကာလရှိသည် မိတ်ဆွေဤအနာဂတ်ကာလသည်ပြစ်ဆုံးပန်ကာလဤအဆက်ဖြစ်သည်ထို့ကြောင့်မိတ်ဆွေအနေဖြင့်တအလွန်လင်းမြန်စွာလက်ခံလျင်နှင့်အလွန်နှေးကွေးစွာညင်းပယ်လျင်ယင်းဤအကျိုးတရားမှုသည်မိတ်ဆွေဤအနာဂတ်ပင်ဖြစ်လိမ့်မည်မိတ်ဆွေဤအနာဂတ်သည်မိတ်ဆွေအတွက်အလွန်အရေးကြီး၏ မိတ်ဆွေဤအနာဂတ်ကောင်းမွန်ရေးအတွက်ဘဝတွင်လိုချင်တာကို ရနိုင်ကြသောပုဂ္ဂိုလ်များဤကျင်းသေးပေါ့အောင်မြင်နည်းများကို လေ့လာစီးပူးရမည်လက်တွေ့ကျင့်သုံးရမည်ကျင်းသေးပေါ့အောင်မြင်နည်းများကိုလေ့လာ သိရှိပြီးသောအခါပြောသလိုမဖြစ်သောစကားကြီးစကားကျဲဩဝါဒများအကြောင်းကိုလည်းအများကြီးသဘောပေါက်လာလိမ့်မည်ဥပမာလူတိုင်း မကြာခဏကြာဘူးသောတင်းသည်တင်သာဖြစ်ပါစေဟူသောဩဝါဒသည်အစိုးရဆုံးဩဝါဒဖြစ်ကြောင်းမိတ်ဆွေသဘောပေါက်လာလိမ့်မည်ဘာကြောင့်အစိုးရဆုံးဖြစ်ကြောင်းကိုလာမည့်အခန်းတွင်ဖတ်ရှုရပါလိမ့်မည် မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း30အစိုးဆုံးဩဝါဒအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်ုပ်မမိသလောက်ဆိုရင်တင်းသည်တင်တာဖြစ်ပါစေဟူသောဩဝါဒကိုကိုရေကိုသွေးအတိုင်းမင်္ဂန်ပုံကူများနှင့်အလားတူအကြံပေး ပုံကူများကထပ်တလဲလဲ ပြောလာခဲ့ကြသည်မှာနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။မှန်ပါသည်မိษွေသည်မိษွေမှတပါအချားမိသူမျှမဖြစ်နိုင်ပါ။တိုးတော်တင်သည်တင်သာဖြစ်ပါစေဟူသောဩဝါဒဤအဓိကရည်ရွယ်ချက်တွင်မိษွေအားမြောက်ပင့်တာလဲပါသည်။ထို့ပြင်မိษွေအားအချားလူများနှင့်မတူစေရန် အခြားလူများကို မတုရန်တားမြစ်တာလဲပါသည်ဘဝတွင်အထူးအောင်မြင်သော ပုဂ္ဂိုလ်များနှင့် မတူစေရန် တားမြစ်ခြင်းဖြစ်သည်အကယ်၍မိတ်ဆွေနေဖြင့်တင်းသည်တင်းသာဖြစ်ပါစေဟုသောဩဝါဒကို လက်ခံပြီးလက်ရှိအခြေအနေအတိုင်းကိုယ်ဘဝကိုအဖြစ်ကိုကျေနပ်နေလျင်တော့ဣသာဟုကိုဖတ်ရှုနေခြင်းဖြင့်ဘာမှအတိတ်ပဲရှိတော်မူမဟုတ်ပါ။ အဘဲကြောင့်ဆိုသောဤစာအုပ်ဤအဓိကရည်ရွယ်ချက်မှာမိษွေအားဘဝတွင်ကြီးကျယ်အောင်မြင်သော အခြားပုဂ္ဂိုလ်များနှင့်တူအောင်ဘလို့ကြိုးစားရမည်ယင်းပုဂ္ဂိုလ်များအားဘလို့အတူယူရမည်ဆိုသည့်တို့ကိုလမ်းညွှန်လိုခြင်းဖြစ်၏ထိုပုဂ္ဂိုလ်များသည် လူဘဝတွင်ဩဇာအာဏာဒဏ္ဍာဥစ္စာကြောကြားမှုနှင့်ခေါင်းဆောင်မှုတို့ကိုရရှိခဲ့ကြသူများဖြစ်သည် မိတ်ဆွေလည်းသူတို့လိုအောင်မြင်ကြော်ကြားကြီးပွားခြင်းလျင်သူတို့လောက်ခဲ့ကြသလို အတုယူပြီးလိုက်လုံရန်သာရှိတော်သည် သူတို့သည်သူတို့ရည်မှန်းသောဘဝပန်းတိုင်သို့ ရောက်ရှိရန်ပင်ကိုအရေးချင်းတိုးတက်အောင်ကြိုးစားခဲ့ကြသည်ဂျိန်းဒီပေါအောင်မြင်နည်းများကိုလက်တွေ့ကျင့်သုံးခဲ့ကြသည်မိတ်ဆွေသည်ပင်ကိုအရေးချင်းပုံမူတိုးတက်အောင်ကြိုးစားပြီး ကျင်းသေးပါအောင်မြင်နည်းများကိုပုံမကျင့်သုံးလျင်မိတ်ဆွေဤအချိန်နေလဲထူးထူးခြားခြားကြီးပြောင်းလဲလာလိမ့်မည်ကိုကိုကိုပို၍ကောင်းအောင်မပြောင်းလဲပဲနှင့်ဘသူမှပို၍မအောင်မြင်နိုင်ပါပို၍ကောင်းအောင် ပြောင်းလဲလေလေပို၍အောင်မြင်လေလေဖြစ်သည်ဘဝလုံးုံမှုပို၍ခိုင်မြဲလေလေဖြစ်သည် ိုင်နိုဆောသည်ကမ္ဘာပေါ်တွင် အကြီးဆုံးသတ္တဝါဖြစ်သည်ဘယ်တော့မှ မပြောင်းလဲသောသတ္တဝါလည်းဖြစ်သည်ယင်းသို့ဘယ်တော့မှမပြောင်းလဲခြင်းရောက်ပင်လျှင်ဒိုင်နိုဆောမျိုးဆက်သည်ကမ္ဘာမြေပေါ်မှ လုံးဝမျိုးပြုတ်ပျောက်ွယ်သွားခဲ့ခြင်းဖြစ်သည်ထိုတိုင်းပင် အမြဲတမ်းဖြစ်နေခဲ့သည်ယခုလည်းဖြစ်နေသည်နောင်လဲဖြစ်နေလိမ့်မည်ထို့ကြောင့်တင်းသည်တင်းသာဖြစ်နေုံဖြင့်မလုံလောက်တော့ ောင်မြင်မှုရရှိရန် အမြဲမပြတ်ပြောင်းလဲမှု လိုအပ်သည်ပုံမကောင်းမွန်သော အောင်မြင်နည်းများကိုလက်ကင်ပြုပြီးပုံမအောင်မြင်သော ကိုယ်ရည်ကိုယ်သွေးရှိလာအောင်ပြောင်းလဲရန် လိုအပ်သည်လက်ရှိအခြေအနေတွင်ရပ်တန့်မနေပါနှင့်ဤစာအုပ်ဤရည်ရွယ်ချက်သည်ပုံမကောင်းမွန်သောအနာဂတ်အတွက်လက်ရှိအခြေအနေကို တိုးတက်ပြောင်းလဲပေးရန်ဖြစ်သည် ကျင်းနေပေါအောင်မြင်နည်းများကိုတတ်နိုင်သမျှသုံးပြီးကိုကိုကို ပြောင်းလဲပြပါဣသာဟုတ်ဒီအောင်မြင်သောကိုကိုကိုတိုးတက်ရေးနီလန်းများကိုလမ်းညွန်သည်ကိုကိုကိုတိုးတက်မှုဟူသည် ပြောင်းလဲမှုပင်ဖြစ်သည် ပြောင်းလဲခြင်းဖြင့်သာ တိုးတက်နိုင်သည်ပြောင်းလဲခြင်းကို မဆန့်ကျင်ပါနှင့်ရှေ့ခမ်းများကိုဆက်ဖက်ပြီးပြောင်းလဲခြင်းကို စိတ်အားထက်သန်စွာလက်ခံပါလေမင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း31အထက်လူကြီးလူကျင့်သုံးနီးအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေဒီကို စိတ်ထဲမှာကိုနမေကျော်ပါမောက်ခကြီးတယောက်လူသဘောထားနိုင်နီး ပေါမောက်ခကြီးတယောက်အဖြစ်ယူဆနိုင်သည်စိတ်ကူးဖြင့်စိတ်ဝင်စားစရာအလုံးကို ပုံဖော်ကြည့်ပိတ်ကော်နေသော အခြေအနေများကို မြင်အောင်မှန်းဆကြည့်ပြီးတော့စိတ်ကူးတဲ့မှအခြေအနေများကိုစင်ခေါ်ချက်များကိုဘလို့ဖြတ်ကျော်မလဲဆိုတာလေ့ကျင့်ရင်တို့စိတ်ကူးဖြင့်လက်ကျင်ရင်းသည်ကိုယ့်အတွက်အလွန်အကျိုးရှိနိုင်သည် မိမိတုံးပြန်ရက်များနှင့်နီလန်းများတိုးတက်လာနိုင်သည်ဤနည်းသည်လက်တွေ့အတွေ့အကြုံမပါဘဲစိတ်ကူးဖြင့်ကိုဖြစ်ချင်ရာ ဖြစ်ကြည့်သောနီးဖြစ်၏ဥပမာမိတ်ဆွေအနေဖြင့်အထက်လူကြီးလိုဘလို့ကျင့်သုံးမည်နီမိတ်ဆွေမှာလိုအပ်သောခေါင်းဆောင်မှုစွမ်းရည်ရှိရလားမိမိလက်အောက်ရှိအမှုရမ်းများကိုထိရောက်စွာ ကြီးကြပ်အုပ်ချုပ်နိုင်ရလား အမှုရမ်းများ၏မကျေနပ်မှုနှင့်အထွေထွေပြဿနာများကိုဘယ်လိုဖြေရှင်းမှာလဲအမှုရမ်းများပို၍စ조사လှုပ်ချင်လာအောင်ဘယ်လိုစီယုံလှုပ်ဆောင်မှာလဲအမှုရမ်းများအားဘယ်လိုမက်လုံးပေးပြီးဆွဲဆောင်မှာလဲဘာပြောင်းလဲတွေလုပ်မှာလဲဘယ်အရာတွေကိုတိုးတက်အောင်ဘယ်လိုပြောင်းလဲပြုပြင်မှာလဲအထက်ပါမိကွန်များသည့်မိတ်ဆွေကိုမိတ်ဆွေ အထက်လူကြီးနေရာမှာထားကြည့်ပြီးကိုကိုကိုစစ်တမ်းထုတ်ကြည့်တော့မေကွန်များဖြစ်၏ရှင်မေကွန်များကိုမိတ်ဆွေစိတ်ကူးဖြင့်ဖြေကြည့်ပါမိတ်ဆွေဤအဖြေများကို ကြည့်ပြီးမိတ်ဆွေတွင်အထက်လူကြီးအရေးချင်းဘလောက်ရှိသည် ဘလောက်လေးလာရအုံးမည်ဆိုသည်ကို အတိအကျပြောလို့ရသည်အထက်လူကြီးအဆင့်မဟုတ်တော်မှမိမိအလောက်ဌာနတွင် လက်ရှိထက်ပို၍မြင့်သော ရာဓူးများအတွက်အထက်ပါမိကွန်များက အထောက်အကူပြုနိုင် အကယ်၍လက်ရှိအားဖြင့်မိတ်ဆွေသည်အမှုဆောင်အရာရှိတဦးဖြစ်နေသည်ဆိုပါကမိမိကိုမိမိအမှုရန်တယောက်စီဤနေရာတွင် နေကြည့်ပါ မိတ်ဆွေသည်မောင်လှဖြစ်သည်ဆိုပါသို့သို့ဆိုရင်မိတ်ဆွေသည်အထက်လူကြီးလိုဘလို့ကျင့်သုံးမည်နည်း မိတ်ဆွေကိုမိတ်ဆွေမောင်လာဟုစိတ်ကူးထဲမှာတတ်မှတ်ပြီးပြီးတော့မောင်လာကအထက်လူကြီးဖြစ်သူမိတ်ဆွေအားဘာတွေလှုပ်စေခြင်းမှာလဲဆိုတာကိုတွေးကြည့်ကိုကိုကိုစိတ်ကူးဖြင့်မောင်လာနေရာမှာထားကြည့်ပြီးတော့မိတ်ဆွေဒီမောင်လာအတွက်အထက်လူကြီးကောင်းတယောက်ဖြစ်သလားဖြစ်နိုင်သလားဆိုတာတွေးကြည့် မောင်လိုက်ပြဿနာများကိုကိုယ်တိုင်ကိုကြဖြေရှင်းပေးနိုင်သလားဆိုတာတွေးကြည့်ထို့နောက်မိษွေကိုမိษွေလက်အောက်အမှုရန်တယောက်ဤရှုထောင့်မှနေပြီးသုံးသက်ကြည့်မှုရန်တယောက်စီကမိษွေအပေါ်ဘလို့မြင်တယ်လဲဆိုတာကိုကိုကိုပြန်စစ်ကြည့်သူများတွေကကိုကိုမြင်တယ်လို့မြင်နိုင်အောင်ရိုးသားစွာစူးစမ်းပြီးကြည့် အလောက်ခွေမှာပဲဖြစ်ဖြစ်မိသားစုဘဝမှာပဲဖြစ်ဖြစ်အထက်ပါစစ်တန်းကို လူတိုင်းအသုံးပြုဖို့လိုအပ်၏လူတိုင်းလူတိုင်းဒီကိုဘဝကိုကို ရှေ့သို့ဆွဲယူသွားရန်ယင်ယထားကလေးကိုပိုင်ကြသည်မိษွေသည်မိမိ၏ယင်ယထားဖြင့်မိမိကိုကိုရှေ့သို့တည်ဆောင်သွားနိုင်သည်မိษွေသည်မိမိ၏ယင်ယထားဖြင့်အခြားသူများကိုသာရှေ့သို့ ဆွဲယူသွားနိုင်သည်သို့သောအခြားသူများအားရှေ့သို့ဆွဲယူသွားသောအခါမိษွေသည်လည်းရှေ့သို့၍ရှားလိုက်ပါသွားသည်မိษွေရှေ့မှရှိနေသည်ဆိုတာကိုတတိယပါမင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း32 အခြားသူများကိုဘယ်လိုဆွဲဆောင်မလဲအခန်းကိုတင်ဆက်ပေးလိုက်ပါလေထိတ်တန့်အမှုဆောင်အရာရှိကြီးတဦးကအောက်ပါအတိုင်းပြောမှုသည်အခြားသူတွေကိုကိုလှုပ်စေခြင်းသလိုလှုပ်ဆောင်ဆွဲဆောင်စီယုံနိုင်တဲ့အရေးချင်းခမည်းမှာရှိနေရင်တခြားဘာမှမလိုတော့ဘူးခမည်းမှာအဲ့ဒီအရေးအချင်းမရှိရင်တော့ တခြားအရေးချင်းတွေက အလကားပဲတဲ့ထိုစကားအလွန်မှန်သည်ဤစကားကို မိတ်ဆွေ ဆွဲဆွဲမြဲမြဲလေ့လာမှတ်သားပါသို့မဟုတ်ပါကမိတ်ဆွေဘယ်တော့မှ အမြန်ဆုံးတထင်းမဖြစ်နိုင်ဂျိုးဆက်ဂျိုးဘတ်ဤအဆိုအမိန်တစ်ခုကို နောက်ထပ်ဖတ်ကြည့်ပါဦးကျွန်ုပ်တို့ဒီကျွန်ုပ်တို့ဤညင်းခုံချက်ဖြင့် အခြားသူများအားသဘောပေါက်စေနိုင်၏သို့သောကျွန်ုပ်တို့သည်အခြားသူများအားသူတို့၏ညှင်းခုံညှင်းဖြင့်သာဆွဲဆောင်စည်းရုံးနိုင်၏တဲ့သူစကားအလွန်မှန်၏အဘဲကြောင့်ဆိုသောမိမိ၏ညှင်းခုံညှင်းဖြင့်တစ်ဖက်သားအားဘယ်တော့မှစည်းရုံး၍မရနိုင်သောကြောင့်ဖြစ်၏တစ်ဖက်သား၏အယူအဆနှင့် ထင်မြင်ချက်ကိုအလေးထားပါမှသာလျှင်တစ်ဖက်သားအားကိုယ့်ဘက်ပါအောင်စီယုံဆွဲဆောင်နိုင်မည်ဖြစ်၏ထို့ကြောင့်အောက်ပါနီလန်းများကိုလိုက်နာကျင့်သုံးပါလေ၁ကိစ္စတရားနှင့်ပတ်သက်၍အပြန်အလှန်ညှိနှိုင်းရာတွင်မိမိ၏အယူအဆနှင့်အနေအထားကိုဘယ်တော့မှပထမဦးစွာမထုတ်ဖော်ပါနှင့ နှစ်တစ်ဖက်သားဤထင်မြင်ချက်ကိုပထမဦးစွာအမြဲတမ်းရယူပါ၃ထို့နောက်တစ်ဖက်သားဤအကြောင်းပြချက်ကို မိတ်ဆွေလိုချင်တာရဖို့အတွက်ရှေ့ဆက်ဆွေးနွေးရန် အခြေခံအဖြစ်သဘောထားပါ၄တစ်ဖက်သားဤထင်မြင်ချက်ကို စိတ်ပါလက်ပါနားထောင်ပြီးမိမိလိုရာတို့ လိမ္မာပန်းနှက်စွာတပြေးပြေးဆွဲယူပါ။ ငါနှစ်ဦးနှစ်ဖက်အမြင်ချင်းညှိယူခြင်းဖြင့်မိမိအမြင်နှင့်တစ်ဖက်သားဤအမြင် တူညီလာသည့်အထိကြိုးစားပါ6မိမိ၏ယီမန်းရဲ့ပြီးမြောက်သည့်အထိတစ်ဖက်သားအဖို့စိတ်ရှည်စွာထားပြီးညှိနှိုင်းอยู่ပါ အချုပ်စကားတစ်ဖက်သား၏အမြင်နှင့်စန့်ကျင်သောငင်းခုံငင်းဖြင့ တစ်ဖက်သားအားဆွဲဆောင်ရန်ဘယ်တော့မှမကြိုးစားပါနဲ့တစ်ဖက်သား၏အမြင်ကို အမြဲတမ်းလက်ခံပါသူအမြင်ကမိမိ၏လိုအင်ကို အထောက်အကူပြုလာအောင်တဖြည်းဖြည်းညှိနှိုင်းပြုပြင်ယူပါယင်းတို့ဖြစ်မြောက်ရန်အတွက်တစ်ဖက်သားကသူ့အမြင်ကို ပွင့်ပွင့်လင်းလင်းနှင့် ပြည့်ပြည့်စုံစုံတင်ပြခွင့်ပေးပါဤကိစ္စသည် အကောင်းဆုံးရလတ် ်ပေါ်ရန်ထင်သလောက်မလွယ်ပါ သို့တော်လည်းဤခန်းအစတွင်ပေါ်ပြခဲ့သော ထိတ်တန့်အမှုဆောင်အရာရှိကြီးဤစကားကိုနှလုံးသွင်းကစိတ်ရှည်ရှည်နှင့်သာဆောင်ရွက်ပါလိထို့ကြောင့်ဤခန်းကိုနောက်ထပ်တစ်ခေါက်ပြန်ဖတ်ကြည့်ပါ ဖြစ်နိုင်ရင်တတ်နိုင်သလောက်အကြိမ်ကြိမ်ပြန်ဖတ်ကြည့်ပါ အဘဲကြောင့်ဆိုသောဤခန်းတွင်ပေါ်ပြသောအရေးအချင်းသည် မိတ်ဆွေအတွက်အမြန်ဆုံး တထေးဖြစ်ရန် မရှိမဖြစ်လိုအပ်သောအရေးအချင်းတစ်ခုဖြစ်သောကြောင့်ပင်